ခုပြောပြပေးမှာကတော့ဆက်စုတတ်သောမြက်ကလေးပုံမြင်ပဲဖြစ်ပါလေရှင်။ဟိုးရှိရှိတုန်းကတောအုပ်ကြီးတစ်ခုမှာမြက်ကလေးတစ်ကောင်ရှိတယ်။သူ့မှာရှေ့လျားပြီးလှပတဲ့အမီးလေးတစ်ခုရှိပြီးအဲ့ဒီအမီးလေးကို သူ့ကတိတ်ကုံယူတယ်။သူ့ကတစ်ပင်တပင်ကနေတပင်ကို သူ့အမီးလေးနဲ့ပျော်ရွှင်စွာခွန်ကူးနေရတာကိုသဘောကျတယ်။မှာတော့သူကမြေကမ်းနားမှာဆော့ကစားနေတော့ဝုံဝုံကြီးတစ်ကောင်ငါးဖမ်းနေတာကို တွေးလိုက်တယ် ုံဝင်ကြီးကသူ့ရဲ့လက်ဖဝါးကြီးကိုရေထဲနှစ်လိုက်ပြီးတလက်လက်တောက်ပနေတဲ့ငါးရကောင်ကိုဆွဲထုတ်လိုက်တယ်။ဘိုးလိုမြက်ကလေးကစဉ်းစားလိုက်တယ်။ဒါကလွေပြီးတိပြော်စရာကောင်းလိုက်တယ်။မြက်ကလေးနဲ့ငါးဖန်းစင်လာတယ်။သူ့ကမြက်ကန်းဘက်ကိုပြေးသွားတယ်။သူ့မှာဝုံဝင်ကြီးလိုလက်ဖဝါးကြီးကြီးတွေမရှိဘူး။ဒါပေမဲ့ငါမှရှီလျားပြီးအောင်းအောင်းစရာကောင်းတဲ့အမိရှိသားပဲလို့ သူတွေးလိုက်တဲ့ငါးဖန်းပေါ်ငါအမီကိုသုံးလို့ရတာပဲသူကသူ့ရဲ့အမီရှီလေးကိုအေးများတဲ့ရေထဲကိုချလိုက်တဲ့ငါးတကောင်လောက်ပိုက်မလားလို့မျှော်လင့်ပြီး အမီလေးကိုလှုပ်ရှားနေလိုက်တဲ့သူစောင့်နေရင်းနဲ့သူ့တငယ်ချင်းတွေအတွေ့ငါးကြီးတကောင်ယူလာပေးတဲ့အခါသူတို့ဘလောက်ကိုယူလိုက်မလဲဆိုတာစိတ်ကူးရင်နေမိတယ်ရုတ်တရက်သူ့အမီးကို တစုံတစ်ခုကစောင့်ဆွဲလိုက်တာကို ခံစားလိုက်ရတယ် ဒါကငါးလေးတကောင်မဟုတ်ဘူး။သူ့အမီးကို အစာထင်ပြီးမိချောင်းကြီးတကောင်ကကိုက်ဆွဲလိုက်တာဖြစ်တယ်။အမက်လေးလို့သူ့အော်လိုက်တယ်။မိချောင်းကအစာမပြတ်ဆွဲတဲ့မြောက်လေးကသစ်မြစ်တခုကိုအားကုန်ကင်ထားတယ်။သူ့လည်းအားကုန်ပြတ်ဆွဲတဲ့သူ့အရန်ကြောက်သွားတာပေါ့။ နောက်ဆုံးမှာတော့မြောက်လေးကအောက်ကုံဆွဲလိုက်ပြီးလွတ်မြောက်သွားတယ်ဒါပေမဲ့သူ့ရဲ့လှပရှည်လျားတဲ့အမိလေးမရှိတော့ဘူးပြတ်သွားပြီးအတူလေးပဲခြံခဲ့လေတဲ့မြောက်လေးလည်းငိုပါလီရောသူ့ရဲ့လှပတဲ့အမိလေးကထောက်ပြမရှိတော့ဘူးဘုံဝင်ကြီးကစွညံတန်ကို ကြားတော့အနားကိုရောက်လာတယ်ဘာဖြစ်တာလဲကလေးလိုသူက သူ့ရဲ့ဩဇာရှိတဲ့အတန်နဲ့မေးလိုက်တယ် မြောက်လေးကဖြစ်ခဲ့တာတွေကို ရှင်းပြတယ်ကျွန်တော်လည်းဦးလေးကြီးလိုငါးဖန်းကျင်လိုပါလို့သူကရှက်ကြီးတငင်ပြောတယ်ဘုံဝန်ကြီးကစင်နာစာနဲ့ခေါင်းခါလိုက်တယ်ငါးလက်တွေကငါးဖန်းဖို့အတွက်ဖန်တီးထားတာလို့သူကပြောတယ်မင်းရဲ့လက်တွေနဲ့အမိကတော့သစ်ပင်တက်ဖို့အတွက်ပဲကိုပါလို့လဲဆိုတာကိုလက်ခံတာအကောင်းဆုံးပဲ ယောက်လေးကသူ့အမိအတွက်ဝမ်းနည်းနေတော့မယ်ဒါပေမဲ့သူ့နားလေသွားပြီးသူကမြောက်တကောင်ဝေါ်ဝေါ်မဟုတ်ဘူးအဲ့ဒီနေ့ကစပြီးသူကမြောက်တဲ့အကောင်ဆုံးလုံနိုင်တဲ့သစ်ပင်တက်တာနဲ့သွေးလေးခွေးတာတွေကိုပဲလှုပ်တော့တဲ့တခါတည်းရမှာတော့ဝေါ်ဝေါ်ကြီးကသူ့ရဲ့ငါးတွေကိုမြောက်လေးကိုဝင်းမြချီးလိတဲ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်